နဲ့ပတ်သက်ပြီးတော့စာလွှင့်လက်တွေ့ online သင်တန်းလက်လွတ်သင်တန်းအဲကျွန်တော်တို့သင်ကြားပေးနေပါတယ်လက်တွေ့သင်တန်းပတ်စဉ်ဆက်ခွန်ရောက်ပါပြီနေ့နေ့တယောက်ချင်းနဲ့ညီကိုရင်းနဲ့လည်းဆက်သွယ်ဆုံးသမ်းမိနေနိုင်ပါတယ်ဒီနေ့တော့ kilo 1 to 5လေးတွေအဲစာပေးပေးပြပါတယ်နောက်တော့ gear 50 cc လေးတွေနော်စာပေးပေးပါတယ်ဒီနေ့အားကျွန်တော်တို့ကမိတ်ဆွေတွေမေးလာတဲ့အခါနော်ကျွန်တော် online သင်တန်းတာတပည့်တွေပေါ့နော် online ကနေတပည့်တွေကသူတို့ကဆက်မဝယ်နိုင်တဲ့အခါမျိုးမှာကျိုးထိုးရသက်ချနည်းလေးတွေအဲကျိုးတစ်ချောင်းနဲ့မုမုချိန်ကြီးပေါ့နော်မု0တို့1တို့2တို့3တို့ ်မှုချိန်ကြီးလေးတွေပေါ့နော်ဒီကျွန်တော်ကစကန်နာတူးမပါဘဲနဲ့ဒီကျိုးလေးတစ်ချောင်းနဲ့ကျွန်တော်ကမူ1 2 3 4ပြောင်းတဲ့နည်းစနစ်လေးကိုပြန်လည်ညှောင့်ပေးมาဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လဲတောင်းဆိုပါတယ်နော်အဲကျွန်တော်ကစပစ်ပေးတယ်ဆိုတာကတော့ဟို customer ဆိုတာအလောက်ကြီးနားမလဲဘူးလေဒါစပစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ workshop ဆရာတွေကပဲဒီလိုစံကယ်ကြီးဝင်လာရင်အဲကျွန်တော်ကဘယ်လိုလေးစစ်ဆေးပေးရမလဲဆိုတာကိုဒါကိုကျွန်တော်ကသိထားဖို့လိုအပ်ပါတယ်အဲဒီလိုစံကယ်ကြီးလာပြီးတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ pan pressure ပန်တုံအား 40ပီအဆိုင်ရှိမရှိတိုင်းတာမယ်နော်ဇယ်စီယိုမယိုကြည့်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပလက်တွေပါဒီအဲချွတ်ပြီးတော့ဆေးမယ်အတန်းရှင်းလုပ်မယ်ကောင်းရင်လည်းပြန်တက်မယ်ပေါ့နော်ပြီးတော့အင်ဂျင်ဝိုင်းနော်ဒီစီပန်းတုံးအားတိုင်းမယ်နော်ဇယ်စီယိုမယိုကြည့်မယ်နော်ဇယ်စီပန်းတော့မှန်မှန်ကြည့်မယ်ပြီးတော့ရင်တော့ဒီဒီအဖုံးကိုလှက်ပြီးတော့အာကိုလန်ရေစိမ်းနေရှိမရှိစစ်မယ်ပြီးတော့ရင်တော့အင်ဂျင်ဝိုင်းမကောင်းရင်လဲလှယ်ပေးမယ်အင်ဂျင်ဝိုင်းနဲ့အတူတူကျွန်တော်တို့ကကရောင်းစီပါကျွန်တော်ကလဲလှယ်ပေးမယ်ကရောင်းစီဆိုတာကတော့ တချို့ကြလည်းအင်ဂျင်ဝိုင်ဝင်ရင်တွဲရပါကြတာပေါ့နော်တချို့ကြတော့လည်းအင်ဂျင်ဝိုင်တက်တက် ground တက်တက်ဝင်လို့ရတယ်ပေါ့နော် ground ဒီဆိုတာကတော့အမှန်တကယ်တော့အင်ဂျင်ဝိုင်နှစ်ခါလဲမှသူကတစ်ခါပဲလဲရတာပေါ့နော် ground စီကအင်ဂျင်ဝိုင်နဲ့မတူဘူးပေါ့နော် အင်ဂျင်ဝိုင်နှစ်ခါလဲမှ ground စီဆိုတာတစ်ခါလဲရတာပေါ့ဒါပေမဲ့နောက်ပိုင်းမှာများသောအားဖြင့်အင်ဂျင်ဝိုင်နေဟာ ground စီကိုတွဲရလာတာဖြစ်တယ်ဆိုတော့ဒါတစ်ခါတည်းပဲလဲပြလိုက်ပါတယ်ပေါ့နော်ပြီးတော့ရင်တော့ဒီ air cleaner လေးစစ်တွေကျွန်တော်ဆစ်ဆေးပေးရမယ်ဒီ ground jam မှာရှိတဲ့ဘတ်ဂျူးတွေပူလီတွေ regular ball တွေ ဒါတွေအကုန်လုံးဝင်စီတော့တန်းဆင်းပြီးတော့မကောင်းတာရှိရင်လဲလဲပေးရမှာဖြစ်ပါတယ်။ဆိုင်ကယ်မှာတော့ပုံမှန်မိလောင်ကန်းထဲမှာဒီ normal air fuel ratio ပေါ့နော်။မိလောင်ကန်းထဲမှာပုံမှန်စီလီယချိုးအစားကသူကညှတာတဲ့အခြေအနေဟာဒါမူဝမ်းအခြေအနေဖြစ်တယ်ပေါ့နော်။ဒါပေမဲ့အဲကျွန်တော်တို့ကအဲဒီမူဝမ်းကိုကျွန်တော်တို့ကဒါစကန်နာတူးတွေနဲ့ရိုဇက်ချမှာမူဝမ်းဖြစ်တာပေါ့နော်အဲစကန်နာတူးနဲ့ရိုဇက်မချဘဲနဲ့ဒီတိုးလေးတစ်ချောင်းနဲ့မူဝမ်းပြောင်းကြီးလေးတွေ ဘူးပဲ1ပဲပြောင်းပြောင်း2ပဲပြောင်းပြောင်း3ပဲပြောင်းပြောင်းเนาะစိတ်ကြိုက်ကြောင်းလို့ရပါတယ်အဲ့ဒါလေးကိုပြန်လည်ညဝေးပြီးมาဖြစ်ပါတယ်တကယ်ကိုယူသွက်မှာတကယ်ကိုဝါသနာပါမှာတကယ်ကိုတက်မြောက်ခြင်းနဲ့ဆန္ဒရှိမှသာအာသင်တန်းတွေကိုတက်ရောက်ဖို့အကြံပြုလိုပါတယ်အချို့ကတော့ပတ်စံလေးရလဲလဲထဲမှာနည်းနည်းလေးငွေဖို့ရှိအချိန်လေးအလုပ်လေးရလဲအာဒီကြားထဲမှာပြင်းမှလဲဆိုပြီးသွားတင်လိုက်တယ်ပေါ့အဲ့လိုမျိုးတွေတော့မလုပ်ခဲ့ပါဘူးတကယ်ကိုပဲဒီလုပ်ငန်းကိုအလုပ်ဒီလုပ်ငန်းနဲ့ပဲအသက်မူဝမ်းကြောင်းပြုမယ်ဒီပညာရက်နဲ့ပဲအဲကျွန်တော်တို့လုပ်ငန်းတစ်ခုကိုလှုပ်ရှားတော့မယ်ဇောက်ချတော့မယ်ဒီလောကထဲကိုဝင်တော့မယ်ဆိုမှ ခံယူချက်အပြည့်အဝနဲ့ကျွန်တော်ဆုံးမချက်ချပြီးမှသာဒီပညာရပ်တွေကိုသင်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပညာရပ်ကိုသင်ကြားရတဲ့အချိန်မှာကျွန်တော်စိတ်ပိုင်းဆိုင်ရာလည်းပင်ပန်းတယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာလည်းပင်ပန်းတယ်။အထူးရပ်တွေမှာဆိုတာနေမနာညလည်းမအားဒါမျိုးတွေရှိတယ်ပေါ့နော်။ဒါကြောင့်ပင်ပန်းမှုကိုကြောက်ရင်ဆင်းရဲမှုကိုကြောက်ရင်ဟုတ်လားဒီလောကထဲကိုဝင်လာခဲ့နဲ့အဲ့တော့အမှန်တကယ်ကိုလှုပ်ရှားမှသာဒီလောကထဲကိုဝင်လာခဲ့ပါ။ဒီကောင်လေးကကြာတော့ဒါကျွန်တော်တို့ဒီစကန်နာတူးနဲ့ချိန်ဆက်တဲ့အဲခေါင်းလေးပေါ့နော်။သူကတော့ဒါဟိုနာဆိုင်ကယ်တွေမှာဆိုရင်တော့ မော်ဒယ်နှိမ့်နှိမ့်မော်ဒယ်မြင့်မြင့်ဒီလိုမျိုးခေါင်းအပိတ်အနီရောင်လေးနဲ့ပေါ့နော်အဲယမဟာဒီမှာကျတော့မော်ဒယ်နှိမ့်ရင်အဖိုမဆွေးနဲ့လာတယ်မော်ဒယ်မြင့်တော့ကျွန်တော်တတိကံကောင်းနေနဲ့လာတယ်ပေါ့နော်ခွန်တာမှာကျတော့အင်ဂျင်ပါဝါကြီးကြီးသေးသေးမော်ဒယ်နှိမ့်နှိမ့်မော်ဒယ်မြင့်မြင့်ဒီဆော့ကတ်ကောင်းလေးကအနီရောင်အပိတ်လေးနဲ့ပဲလာပါတယ်နော်အဲ့ဒီမှာဆိုသူကဂျိုးလေးချောင်းပါတယ်မှာရှိနေတယ်ကျွန်တော်တို့ဒီအဖိုမဆွေးရဲ့ဒီနံပါတ်1ဂျိုးပေါ့နော်ဒီဆော့ကတ်ကိုကျွန်တော်ကကိုယ့်ဘက်ကိုတက်တက်လှည့်ထားမယ်အပေါ်မှာဒီမှာဆော့ဟာအဖုံးတက်တက်အတက်ကလေးကိုပေါ်တက်တက်မှာထားမယ်ထားပြီးတော့ဒီနံပါတ်1ဂျိုးကဒါ ground ဂျိုး ဂရောင်းကျိုးတို့တွေကဆက်ထိုးတဲ့အချိန်မှာစက္ကန္နာ2နဲ့ချိန်ဆက်တဲ့အခါမှာစက္ကန္နာ2ကိုဂရောင်းပေးတဲ့ကျိုးပေါ့နော်ဒီကောင်လေးကကြာတော့ကျွန်တော်တို့ကနံပါတ်1ကကျိုးဝါကြာတော့ဗာလဲဆိုတော့အော် ECU ကနေပြီးတော့ ECU ထဲမှာရှိတဲ့ data အချက်လက်တွေကိုဒါစက္ကန္နာ2ထဲမှာပေါ်လာဖို့အတွက်ဒါ data ဖတ်တဲ့ key line ကျိုးပေါ့နော် communication line ကျိုးပေါ့နော်ဒီနံပါတ်3မှာရှိတဲ့ဒီကောင်ကကြာတော့သူက fight ဖို့ကျိုးအဲဒါကျွန်တော်တို့ကစက္ကန္နာ2မရှိတဲ့အခါမှာဆိုရင်ဒီလိုမျိုးလေးကျိုးလေးနှစ်ချောင်းနဲ့အဲကျိုးခွပြီးတော့ဒါကျိုးထိုး reset ချလို့ရတယ်ပေါ့နော်ဂျာမာကျိုးပေါ့နော် အဲနောက်တစ်ခုဒီပင်နာဘက်၄ဒီပင်နာဘက်၄မှာရှိတာအားကြတော့ကျွန်တော်တို့ဟာဒီဟာတွဲဖို့ကျိုးပေါ့နော်သူကကြတော့ဆက်ကိုပါဝါပေးတဲ့အပေါင်းကျိုးပေါ့နော်အဲတော့နံပါတ်၁ကဂရုံးကျိုးဟာဆက်ပါဝါပေးတဲ့ကျိုးနံပါတ်၂ကကြတော့စင်စာချက်လက်တွေကိုကြည့်ရှုတဲ့ data key line ကျိုးသူကတော့9ဘိုးကနေဒါဆက်နှက်ဖို့ကြားမှာရှိတယ်ပေါ့နော်ဒီအောက်ကနံပါတ်၃ကကျိုးကကြတော့သူကကျိုးတို့ရဇက်ချကျိုးရဇက်ချတဲ့ကျိုးသူကတော့ဖိုက်ဖို့ရှိတယ်အပေါင်းဖိုက်ဖို့ရှိတယ်ဒီနံပါတ်၄မှာရှိတဲ့ကျိုးကကြတော့တွဲဖို့ကျိုး သူကကြတော့ဆက်ပါပါပုံမို့တဲ့ပေးတဲ့အပေါင်းချူနော်အဲ့တော့အခုကျွန်တော်တို့ကဒီတိုးလေးတစ်ချောင်းနဲ့မူးချိန်မယ်ဆိုရင်ဘယ်ချိုးကိုအသုံးပြုရမှာလဲဆိုရင်တော့နံပါတ်1ရယ်နံပါတ်3ရယ်ပေါ့နော်သူကဆော့ကတ်ကိုရေးမယ်ဆိုရင်သူကဒီကောင်က1ကိုဒီကောင်က2ဒီကောင်က3ဒီကောင်က4အဲ့တော့သူက1နဲ့3ပေါ့နော်အဲ့လိုမရေးချင်ဘူးဆိုလဲဆော့ကတ်ကိုကိုယ့်ဘက်ကိုတက်တက်လဲအတက်ပါတဲ့ကောင်လေးကိုပေါ်ဝါထားပြီးတော့ဒီဘယ်ဘယ်ချမ်းကနှစ်ချောင်းပေါ့ဘယ်ချိုးတော့ချမယ်ဆိုရင်လဲဒီဘယ်ဘယ်ချမ်းနှစ်ချောင်းကိုပဲချရမှာနော် မှားလို့မရဘူးเนาะဖြူတွေပြက်ကုန်မယ်เนาะဒီ socket ကိုကိုယ့်ဘက်ကိုတက်တက်လဲအတက်ပါတဲ့ကောင်ကပေါ်လာတာဘယ်ဘက်ချမ်းနှချောင်းကိုကျွန်တော်ကအခုလိုမျိုးကျိုးလေးနဲ့ခွပြီးတော့ကျိုးထိုးတော့ဆက်ချလို့လဲရမယ်မူချိန်လို့လဲရမယ်အဲ့တော့မူချိန်ရဆက်ချိန်အခုကကျွန်တော်တို့နံပါတ်1ကျိုးနဲ့နံပါတ်3ကျိုးတော့ကျွန်တော် error ကြည့်မယ်ဘယ်နှချက်ခုံလဲကြာကြည့်မယ်ပြန်ဆရေးမယ်တစ်ဆယ်တနှစ်နော်ဆယ်နှစ်၃၄၅၆ခွန်၈အဲတီဗီစဉ်းစား တစ်တနှစ်ဆက်နှစ်ဆိုတော့ဒါ normal error ပေါ့နော်တနှစ်သုံးလေးငါ၆ခွန်ရှစ်ဟာရှစ်ဆိုတော့၄ပါစင်သာ तू က error နှစ်ခုရှိတယ်လို့ပြောတယ်ပေါ့နော်ရှိတာဘာကြောင့်ရှိရလဲဆိုတော့ခုနကကျွန်တော်တို့ကဒီ၄ပါစင်သာအုံကိုထုတ်ဆေးလိုက်တော့ဒီ normal socket ဒီ၄ပါစင်သာ socket ကြီးကိုထွက်လိုက်တာဟိုထွက်လိုက်တော့ तू က ECU ကမှတ်သွားတာမှတ်သွားပြီးတော့ तू ကဘယ်လိုပြောလဲဆိုတော့အဲ၄ပါစင်သာနဲ့ normal error ရှိတယ်လို့ပြောတယ်ပေါ့နော်ချက်မိခုံနေတယ်အရင်ဆုံးကျွန်တော်ကမူးမပြောင်းမဲ့လာတာကြာကျိုးထိုးပြီးတော့သက်ချပါနော်အခုကျိုးထိုးထားတယ် နံပါတ်1နဲ့နံပါတ်3ကိုထိုးထားတယ်တော့ဖွင့်လိုက်တယ်ချက်မီးကအဲ့ဒါနှမျိုးခုံနေတယ် TV ရှင်းသား၈ချက်90 12ချက်အဲ့ဒါကိုကျွန်တော်ဒီကောင်ကိုဖြုတ်လိုက်မယ်တစားဖြုတ်လိုက်တစားဖြုတ်ဖြုတ်ပြီးသွားရင်တစားပြီးသွားရင်ပြန်ထိုးလိုက်ပြန်ထိုးလိုက်ပြန်ထိုးလာတော့ခုလောတဲ့မှာကျွန်တော်ကထိုးလာတဲ့ကြိုးနှစ်ပင်နဲ့ကတပင်ကိုဆွဲလုံလိုက်ပြီးတော့ပြီးရင်ပြန်ထိုးလိုက်တယ်ပြန်ထိုးလိုက်တဲ့အခါမှာသူကချက်မီးကအခုလိုမျိုးလေးခုံသွားပြီဆိုတော့ဒါဆိုရင်ဒါအဲ့ဒါမရှိတော့ဘူးဆိုတာကိုပြောတာပါ ကျွန်တော်တော့ပြေးလိုက်မယ်โอเคတော့ပြေးလိုက်မယ်အဲ့ကျိုးပြန်နှုတ်ကစားပဲနှုတ်လားโอเคကျွန်တော်တော့ဖွင့်ကြည့်မယ်အချက်မီးပုံမှန်တိုင်းလင်းတယ်ခုခုံလေးလားမခုံတော့ဘူးเนาะဒါဆိုရင်တို့ကအဲ့ဒါဖြောက်ပြီးသွားပြီတို့ကကျိုးကျိုးနဲ့ဆက်ပြီးတော့တို့ online တင်နန်းသားတွေကအမေးများနေတယ်ဆရာကြီးကျိုးတစ်ချောင်းတည်းနဲ့မူ1 2 3 4ပြောင်းလို့မရဘူးလားဆိုတာလေးကိုဟိုဒါပြောင်းဖို့ပြောင်းလို့လေးပြောင်းလို့လေးကိုပြန်လည်းမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့ဒီကျိုးတစ်ချောင်းတည်းနဲ့မူ1 2 3 4ကိုပြောင်းကျင်လဲဆိုရင်တော့ဟိုဟာဆက်ဖို့ကောင်းပါသားပါဆိုတော့အခုကျိုးလေးပြောင်းလိုက်ပါ ဒါဆိုရင်မူ1ဒါဆိုရင်မူ2ဒါဆိုရင်မူ3တုံးချက်ခွန်လိုက်မယ်ဟုတ်အဲဒါပေမဲ့မူ3နော်ပြင်းမတော့မတော့ခွန်လိုက်တစ်ချက်လွတ်မယ်တစ်ချက်လွတ်ရင်မူ1တော့ကဆွဲပြီးပြန်လွတ်ရင်မူ2နှစ်ချက်ခွန်လိုက်ကြည့်မယ်တစ်ချက်နှစ်ချက်တစ်ချက်နှစ်ချက်အဲဒါဆိုမူ2နော်အဲ့တော့ဒါလေးကကြတော့ ဝါယာကျိုးတစ်ချောင်းထဲနဲ့ဆက်ထိုးကောင်းမှရှိနေတဲ့ပလက်ဖိုက်ဖို့ကျိုးနဲ့အဲ့ကျိုးကိုခွာထိုးထားပြီးတော့လီဘာကိုအဆုံးစွဲတော့တစ်ချက်လောက်ဖွင့်တော့တစ်ချက်လောက်ဖွင့်မီလီမီတာမတို့ခုံလာမယ်ခုံလာလို့လီဘာကိုလွတ်လိုက်မူဝမ်းနဲ့မူဝမ်းနဲ့မူဒီပရီကိုလီဘာဆွဲရတာမတူဘူးလားခုနကမူဖို့ရောဆိုရင်ဒီလိုဆွဲရင်လီဘာကလုံးဝမလိုက်ဘူးသတိလည်းမလိုက်ဘူးတူးလည်းမလိုက်ဘူးအခုဝမ်းမူဝမ်းရောက်သွားတာမှလီလာကဒီမှာဆွဲရဆွဲမှန်းတီးတီးသူကဘာလုပ်ရလဲဆိုတော့အင်ဂျင်ကလိုက်လာတော့เนาะ